စ်ဆုံရင်အားလက်စစ်စီမံကိန်းရပ်ဆိုင်ခဲ့ခြင်းမရှိခဲ့လင်လက်စစ်တပ်အားလိုအပ်ချက်ပြည့်မြုံတာမကကျော်လွန်တဲ့အနေအထားကိုပင်ရောက်ရှိနိုင်ခဲ့မှာဖြစ်တယ်လို့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူဂျီမင်းအောင်လိုင်ကယမနီကပြုလုပ်ခဲ့တဲ့အစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာပြောကြားခဲ့ပါတယ် ဆောင်ရေးအားလက်စစ်စီမံကိန်းရပ်ဆိုင်မှုမရှိခဲ့ပါကမကဝဲ6000ရရှိမည်ဖြစ်ပြီးလက်စစ်တပ်အားပေးစက်ယုံများနဲ့မြစ်ဆောင်ရေးအားလက်စစ်စီမံကိန်းတို့ပေါင်းစပ်လိုက်ပြီးဆိုပါကလက်စစ်တပ်အားလိုအပ်ချက်ပြည်မီယုံသားမကကျော်လူနီအနေထားတို့ပင် ရောက်ရှိနိုင်မှာဖြစ်တယ်လို့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောကြားခဲ့ပါတယ် ဒါအပြင်လက်စစ်တပ်အားဖူလုံစွာရရှိရေးအတွက်စီမံကိန်းများကိုရခင်ကာလများကလေးကချမှတ်ဆောင်ရွက်ခဲ့တော်လဲလက်ရှိမှာလက်စစ်တပ်အားပေးစီမံကိန်းများကိုအကြောင်းမျိုးမျိုးကြောင့်ဆက်လက်အကောင့်ထဲမပေါ်နိုင်မှုလုံခြုံရေးအခြေအနေအရစီမံကိန်းများရပ်တန့်ထားရခြင်းလုပ်ငန်းဆောင်ရွက်လို့မရနိုင်ခြင်းများလည်းရှိနေခဲ့တယ်လို့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကထပ်မံပြောကြားခဲ့ပါတယ်ဒါအပြင်မိမိတို့နိုင်ငံဟာနေတာတဲ့နည်းရဲ့များပြားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်နေအောင်ကြီးစွမ်းရင်တုံးဆိုလာလက်စစ်စွမ်းရင်ထုတ်ယူခြင်းကိုဆောင်ရွက်တင်ပြီး ဆိုလာလက်စစ်ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်းဆောင်ရွက်ရမှာဖြစ်တယ်လို့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကပြောကြားခဲ့ပါတယ်။